ဒါကတော့တဲပတိကလေးဆွဲနေအမှဖြစ်ပါတယ်။ဒီအရှင်ဘင်းမြတ်ခရီးအတဲ့ကိုအချိန်ကြာလေးလာလို့မြည်တယ်။အဲ့လိုမြည်တဲ့အခါမှာနောင်စုစုမြည်တဲ့ဘာသူကြီးခရီးအတဲ့ကိုအချိန်ကြာလေးကြားတဲ့အခါမှာသူကြီးခရီးအတဲ့ကိုတဲပါမယ်။အဲ့ဒါကုနိုင်ခွန်းနဲ့မင်းနေရှိပါပြီ။အာအခုကတော့ဒါသက်ပင်ညူဖျားကိုလာတာဖြစ်ပါတယ်ရှင်။လာပြီးတော့ဖူးတာဖြစ်ပါတယ်။ အာတပ်ပင်ယူဖျားမှာလဲဒါပကံအောင်ရောက်ချင်ပါတော့ဒါပုံလေး view ကောင်းကောင်းထွက်တဲ့နေရာလေးဖြစ်ပါတယ်အရှိတ်မှာဆိုလဲဒါပုံတွေရိုက်ပြီးရသူတွေလည်းရှိရပါတော့ဒါပသိမ်ထီလေးတွေနဲ့ဒါရိုက်ပြီးရသူတွေလည်းရှိပါတယ်အောင်ရချင်းဆော ခုမြင်နေရတဲ့ Debbie ပြားကြီးကတော့ဒါပကံမျိုးရိုးအတွင်းအနန္တလန်ကူတော်ပြားကြီးရဲ့အနောက်ဘက်ပေါ်တော့ဒါခိုင်900အကွာမှာတရှိနေရပဲဖြစ်ပါတယ်။ Debbie ပြားကြီးကသူ့ကိုလှန်ကူပြားလို့လည်းခေါ်ကြတယ်။အဲကြောင့်မို့ပေါ့နော်ဒါ Debbie လှန်ကူတော်ပြားကြီးကဒါလဲဝင်ရိုးသားတညံညံအဲပကံဖျားမှာဒါဒုရဲကြီးမာတဲ့ဖျားရည်အနက်မှာပေါ့နော်ဒါထင်ရှားကြွကြွတဲ့ဖျားတဆူလည်းဖြစ်ပါတယ်။ဒီပြားကြီးရဲ့ညံတော်ကပေးနေရကြောင်းမြင့်တဲ့ပြင်းဒါတခြား ဖျားပထိုးတွေအကြမ်းမှာပေါ့နော်ဒါတိတိမမတရှိနေရဲ့ဖျားကြီးလည်းဖြစ်ပါတယ်တပိညုတဲ့ဝေါ်ဟာကိုဒါပကံခစ်ပေါ့နော်ရေးထိုးတဲ့ကြောက်စာရီများအရာဒါဗုဒ္ဓဖျားရှင်ရဲ့အလုံးစုံကိုဒါတိမြင်တော်မူတဲ့တပိညုတဲ့ညံတော်ကိုအာယုံပြုခေါ်တော်မုတ်တာလို့လည်းဒါယူဆကြပါတယ် ။တပည့်ညူပြားကြီးရဲ့ဖရားထာရကာကတော့ကျက်စစ်သားမင်းကြီးရဲ့အရရာကိုစက္ကန့်နဲ့မြည်တော်အလောင်းစီသူမင်းကြီးပဲဖြစ်ပါတယ်။အလောင်းစီသူမင်းကြီးကခရက်နဲ့1344ခုနှစ်မှာရှင်မဟာမောဂလန်ကြီးကျက်ပြီးတော့တည်ဆောက်ခဲ့တဲ့ကျောင်းမကြီးဝိဒါကရဲ့ပုပ္ပါယောက်ျားတော်ကြီးကိုအတူယူကဒီထားကိုကိုကချင်းဖြစ်တယ်လို့ဖရားသမိုင်းနေမှာဒါဆိုထားပါတယ်။ဒါကြောင့်မလို့ဒီလန်ကူမှာဖရားဝိပုရန်ဒါတသက်မဟုတ်ဘဲနဲ့ပေါ့နော်ရှေခေတ်ကအတန်ကားတော်များသတင်းသုံးရနဲ့ပြိတိကက်တိုက်များထားရှိ သုံးဆွဲရန်ရှာတာစီမံခဲ့တယ်လို့လည်းဒါတမိုင်းမှာတွေ့ရပါတယ်ဒီအမြင့်ညံတော်မှာဖနက်တော်ကနေပြီးတော့ငှက်မြန်းနာအထိပေါ့နော်နှစ်ရတပေးလောက်ရှိရယ်ပြီးတော့တခြားစည်ကြီးဘရိုများကိုလမ်းမောနေတကယ်တို့ဒါရှိရအတွက်ကြပေါ့နော်ဒါပကံမျောစင်းတို့လည်းရှေ့ကခေါ်ကြတယ်တပိညူလန်ကူတော်ဖရာကြီးအားရှေ့ခါကတန်ခါတော်များပရိယတိစာဝါလိလာရန်နဲ့ပိရိကတ်တိုက်ပွဲအသုံးပြုခဲ့ခြင်းဖြစ်ပါတယ် ပြီးတော့ဒါဒီဘုရားကြီးမှာပကံရဲပေါ့နော်အလားဆုံးအချိန်တို့သတ်မှတ်ထားတယ်ညနေနေဝေရောအချိန်မှာဒါပကံရဲအလှရှုခင်းကိုလည်းအခုမြင်နေရတဲ့တက်ပိညုဘုရားကြီးပေါ်မှာရှုစားလို့ရပါတယ်ကီရောတော့အခုဒါတပိညုဘီအားကြီးကိုကူဖို့ကြွဲဒါကားရက်နာတဲ့ဝင်းရနေပြီးတော့ပေါ့နော်လမ်းလျှောက်လာတာပဲဖြစ်ပါတယ်အဲကီရောအခုလမ်းလျှောက်တဲ့တောက်လျှောက်မှာလဲတချို့တွေပေါ့နော်တချို့တွေဆိုလဲမြင်းလဲလေးနဲ့အဲဒါဖျားလာဘူးတာလဲတွေ့ရပါတယ် အခုမိနေရတာကတော့တပိညုဘီအီကိုမဝင်ခင်မှာကြွေးရတဲ့ဇီးရဲလေးပဲဖြစ်ပါရယ်အဲဒီမှာကတော့ဒါဂျင်းပစ္စည်းအစုံလေးလည်းကြွေးရတယ်အုတ်ထုတ်လေးတွေပေါ့နော်အမှတ်ကြီးအင်ဂျီလေးလည်းကြွေးရပါတယ်ရှင်အခုကတော့ဒါကီတို့ကတပိညုဘုရားကြီးကိုဝင်တော့မယ်ဘုရားခုတော့မယ်ပေါ့နော်ဒီဘုရားမဖူးခင်မှာလဲဒါဖနယ်လေးတွေအဲထည့်ခဲ့ရတဲ့ဘုံလေးနေပေါ့နော်ဒီရှားလေးထားခဲ့လို့ရပါတယ် ဝင်ဝင်ချင်းမှာတော့ဒါကြာပန်းလေးလေးနဲ့ဖရားကြီးပူဇော်လို့ရပါတယ်ပြီးတော့အခုဝင်လာပါပြီရှင်ဖရားကြီးကိုပူဇော်ဖို့ပဲဖြစ်ပါတယ်ခုနကဝင်လာပါပြီရှင်အလောင်းစိတုမီဒီယာကြီးဒီဒီဖရားကြီးတို့တဲ့အခါမှာရွာတရွာကိုအုတ်တမြောင်းနဲ့တသိန်းပြင်းတစ်ချက်လို့တသိန်းပြင်းတစ်ချက်လို့ဒီဖရားကြီးတို့ဒီဖရားကြီးကညံတော်မြင့်တာ200နဲ့မှ70ပြင်းနေဗျ၂၀၀၀နဲ့မှ70မြင့်တဲ့အခါမှာ1985ခုနှစ်ကပကံမီမန်ငလင်တခါလုတ်တယ်2016ကငလင်တခါလုတ်တယ်အဲ့လိုလုတ်ပြီးရဲ့နောက်ပိုင်းမှာကျွန်တော်တို့ကိုးပင်ကြီးမြေကြီးတို့ဂျင်းပြုံဝင်သွားခဲ့တယ် ခုဒီဖျားကြီးညံတော်ပြီးမြင်တာ200လက်မှတပင်းမြင်ပါလေဗျာဆိုတော့ကျွန်တော်ပကံမှာကျတော့ကြ བྱ ားလေးရှိရဗျာတဘိုးကြီးကရွှေကြီးကိုစူတော်မြေရလူတော်ပြီးလက်ရမြောက်တဲ့အာနန္ဒာဒုရကြီးကဓမြန်ကြီးနေရန်စေးကြီးကောင်းတာဆူလာမဏိညံတော်မြင်တာတပင်းညူးကြောက်ဆာဆုံးတာများစေသည်စိတ်ကြီးကြတာမနူပါစိတ်ကန်းတာရလောကနန္ဒာရှုခင်းကောင်းတာဘူဖေရဗျာလေးတော်ဆောင်တန်းကြီးတော်တမိုင်းကုန်းဆောင်တွင်းတော်ဒါပကံရဲ့စာစုလေးတို့ယူပြပေးပါဗောနော်သူငိုအောင်သူငိုတဲ့အခါမှာဗာနဲ့ချော့တဲ့ရလဲဆိုရင်ဖောင်ဖွဲ့ပြီးတော့တင်္ကာမအလောင်းစီသူမီဒီယာရဲ့ဒီအငိုတိတ်တယ်ဗျ။ အဲ့လိုမျိုးအငိုတိတ်တဲ့အခါမှာလောင်စီသူမီဒီယာတွေသူစီကြီးလာတော့ဗားလှုပ်တယ်ဆိုရင်ပကံကြီးကိုပတ်တဲ့အခါမှာဖောင်ဖွဲ့ပြီးတော့ပတ်တယ်ဗျတိုင်းပဲနဲ့သူ့ပြည်သူပြည်သားရမေးရဲ့အသည်အရှင်ဘင်မင်းမြတ်ဖရာတဲ့ကိုအချိန်မကြသေးဘူးလားလို့မေးတယ်အဲ့လိုမေးတဲ့အခါမှာလောင်စီသူမီဒီယာကသူစီဖရာတဲ့ကိုအချိန်မကြသေးဘူးကြားတဲ့အခါမှာသူစီဖရာကိုတဲပါမယ်လို့ပြောတယ်အဲ့လိုပြောပြီးတော့သူဖျားတဲ့ကိုအချိန်လဲကြောက်ရော်တရော်အိုဒင်းအိုဒင်းတောင်းနေတသိန်းပြင်းတစ်ချက်နှုတ်တယ်တသိန်းပြင်းတစ်ချက်နှုတ်တယ်အဲ့ရနဲ့ဒီဖျားကြီးကိုတိတ်ခဲ့ဒီဖျားကြီးဒီပကံမှာညံတော့အမြင့်ဆုံးလဲဖျားလဲဖြစ်တယ်ဘုံခွဲဆင်းနဲ့တဲထားတယ်ဖျားလဲဖြစ်တယ်ဗျ ။အဒီဖျားရာသွင်းအကြောင်းလေးပြောပြပေးတာပါဗျာ။ကိုအားရတာဖျားသွင်းကိုဝင်ပြီးတော့တာပြီးခုမြန်မာဖြစ်ပါတယ်။ဒါတပိညုဖျားကိုဝင်ဝင်ချင်းမှာပဲဒါတငယ်ချင်းတို့သိတဲ့အတိုင်းပါမှာနော်ဒီဖျားကြီးကလှိုင်းကူတော့ဖျားလို့ခေါ်တဲ့အတွေ့အကြုံလို့သူကလှိုင်းကူပုံစံနဲ့ပေါ့နော်အတွင်းထဲမှာဒါဒီထားကိုွက်ထားတာပဲဖြစ်ပါတယ်။ပြီးတော့ကျွန်တော်ဒီဘက်ကလည်းလာမယ်နော်။ အခုကေရို့သွားတယ်တိုးကနေပြီးတော့ပါနော်တိုးကိုက်မောင်လေးကနေမှအာဒီတက်ပြီးမျိုးဖျားမှရှိရဲ့အထူးခြားချက်လေးတွေကိုသူကပြောပြမယ်ဆိုပြီးတော့ဒါသူ့နောက်ကိုလိုက်ခိုင်းနေပေါ့နော်အကြောင်းမလို့ကေရို့ကသူ့နောက်ကိုလိုက်ပြီးတော့ဒီတက်ပြီးမျိုးဖျားကြီးမှရှိရဲ့အထူးခြားချက်လေးတွေကိုသူကပြောပြပေးမှဖြစ်ပါတယ်တမိုင်းချောင်းလေးကိုလည်းသူကပြောပြပေးမှဖြစ်ပါတယ်ရှင်အဲ့တော့သူ့နောက်ကိုလိုက်သွားမယ်ပြီးတော့ဘာလေးအထူးခြားချက်ရှိမလဲပေါ့နော်ဘယ်လိုတမိုင်းချောင်းလေးရှိမလဲဆိုတာကိုတက်ကြည့်ကြရအောင် ဒါကတော့တဲပတိကလေးဆွဲနေအမဖြစ်ပါတယ်ပြလာပြရလားပြလာပြအဲ့ဒါရှူခွေးပြားလို့ခေါ်တယ်အလောင်းစီသူမီဒီယာကြီးဒီအဲ့ပြားမှာသူရဲ့သားတော်ပြည်သူတကယ်သူကြီးလုံးကြံလို့နိုင်မဆန်ပါခဲ့တာပေါ့နော်ရှူခွေးပြားလို့ခေါ်ပါလေမမင်းရဲ့ရှူခွေးပြားဖြစ်ပါတယ် Ashi Guipiaba. Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn ကိုမြင်နေရတာဒါပြည်တော်ဝင်ဆူတောင်းပြီးဖျားဖြစ်ပါတယ်

ရာရဲ့အရှိရာဈေးဆိုင်ညာလေးဖြစ်ပါတယ်ရှင်။မလေးရုပ်သေးရုပ်လေးပြရပါတယ်။ဒါကကျဟိုဘန်းနဲ့မိစန္နာတဲ့။ရုပ်သေးရုပ်လေးရအရှိရာမှာရတဲ့။ဒီနေ့ရုပ်လေးရခုနထားမှာ။အပေါ်ရင်ကြီးရလဲဒီမှာဒါဆိုနှစ်ထောင်ဆက်တော့ပါရပါတော့ဒီဟာလေးဆိုရင်ငါတော့ပါချောင်းဖြစ်ပါတယ် ဖျားရှိမှလည်းရွံ့ဆိုင်လေးတွေ့ရပါတယ်ဒါတော့ခရီးကြီးကိုဒါလမ်းနေပြီးတော့လမ်းမြှုပ်ဖွားတဲ့ဒီနေ့ဖြစ်ပါရဲ့ရှင်။ ခုကတော့ဒါအချင်းအားဖြင့်ဆိုရင်9:40နာရီရှိပါပြီပေါ့နော်။တပ်ပြီးမြို့ပြရေးတော့ဖူးဖူးဝိုင်းပေါ့နော်။ဖူးဖူးဝိုင်းဆိုတဲ့အတွက်ကပြန်လာတော့မယ်။